မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတိုင်းဂျိုးမင်ကောင်းမြို့နယ်မှာ PDF တပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်းကိုမိုးစုသူကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့ညနေ4နာရီခွဲအချိန်ကမှဂျိုးမင်ကောင်းမြို့နယ်မှန်ပင်ထူးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်းကိုမိုးကိုတာယာဝတီခေတ္တရင်383နဲ့တပ်ခွဲ6 Black Dragon GBK PDF ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာတေဆုံးသွားတဲ့ကိုမိုးဟာတော်လိုင်းရဲဘော်များရဲ့တွာလာလှုပ်ရှားမှုများကိုဖုန်းနဲ့မှတ်တမ်းရိုက်ယူပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကိုပေးပို့ခြင်းကြေးပါနေလူငယ်များကို PDF များဆိုပြီးတော့စစ်တပ်ထမ်းကိုမမှန်သတင်းတွေပေးပြီးတော့ဖုန်းဆက်တိုင်ကြားခြင်းဒေသနေပြည်သူများကိုလည်းစစ်တပ်နဲ့ပူးပေါင်းကအနိုင်ကျင့်ချိမ့်ချောက်ချင်းများကိုကျူးလွန်နေသူဖြစ်ပြီးပြည်သူများတိုင်ကြားလာတဲ့အတွက်ကြောင့်စီစစ်အတီးပြူပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မှန်ပင်ထူးချေးရွာအုပ်စုမှာတွာလာနေတဲ့တာမန်လူငယ်တွေကို PDF ဖေဘာဆိုပြီးတော့စစ်ခွေးတွေစီကိုမိုးရဲ့သတင်းပေးတိုင်ကြားမှုကြောင့်လူငယ်တွေအခုရှောင်နေရပါတယ်။စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ပြည်သူတွေကိုချိမ့်ချောက်အနိုင်ကျင့်ဗိုလ်ကြတယ် အဆိုးဆုံးကတော့ရုံးမတဲက PDF အဖွဲတွေဆင်းလာတာတွေကိုဖုန်းနဲ့ဗီဒီယိုခိုးရိုက်ပြီးတော့စစ်ခွေးတွေစီပို့တာပဲဒီကောင်လုံနေတာကိုပြည်သူတွေကခဏခဏသတင်းပေးတိုင်နေတာကြောင့်ကျွန်တော်တို့တေချာလေးလာစီစဉ်ပြီးမှအရေးယူခဲ့တာပါလို့တရားဝရခိုင်တရင်383ညနဲ့တက်ခွဲ6 Black Dragon GBK PDF ကတာဝန်ရှိသူကရှင်းပြထားပါတယ်တရားဝရခိုင်တရင်383ညနဲ့တက်ခွဲ6 Black Dragon JBK PDF တပ်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လှန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများအပြင်စစ်တပ်ထောက်တိုင်များကိုပါအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနည်းမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်အသိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဖြူးမြုံနယ်မှာအုတ်ချုပ်ရေးမှုနဲ့မတည့်တဲ့အတွက်စစ်မှုထမ်းအဖြစ်နဲ့တုတ်သွင်းခံလိုက်ရတဲ့တပ်သားတစ်ထက်မြတ်ဝင်းဟာအောင်စရစစ်ကြောင်းခမရ338ထမ်းမှာတာဝန်ကျနေရကနေ KNL ထမ်းကိုအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းဒေသကြီးဖြူးမြုံဘိုးချုပ်ရက်ကွာ36လမ်းမှာနေထိုင်တဲ့ မောင်ထက်မြဝင်းဟာရက်ကွက်အုပ်ချုပ်ရေးမှုနဲ့မတည့်တဲ့အတွက်ကြောင့်စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးတော့စစ်မှုထမ်းတင်တန်းချောင်းကိုအပုတ်ခံလိုက်ရတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအောင်စီရစစ်ကြောင်းခမရ338ထမ်းကိုပို့ဆောင်ခံလိုက်ရတယ်လို့သိရပါဗါတယ်။တက်သေးရောက်တာကတော့ပေါ်တာဆွဲခံလိုက်ရတာပါ။ဘာကြောင့်ဖမ်းရတယ်လဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မိသားစုကိုအုပ်ကြီးကမကြည်ဖြူတော့ကျွန်တော်ကိုစစ်ထဲထည့်လိုက်တယ်။အုပ်ကြီးကပတ်စံရတော့အကုန်ထည့်တယ်။ အဲ့ဒါကြောင့်ကျွန်တော်တက်သေးရောက်လာတာပါလို့အလင်းဝင်ရောက်လာတယ်တက်သားတက်ထွက်မြဝင်းကပြောပြထားပါတယ်စစ်တပ်ထံကနေထွက်ပြေးပြီးတော့အလင်းဝင်ရခြင်းဟာစစ်တပ်ထဲမှာကြီးနိုင်ငံချင်းနှိပ်စက်မှုများအပြင် နားထဲကနေတွေးကြတဲ့အထိရိုက်နှက်ခံခဲ့ရတယ်လို့ဝန်ခံထွက်ဆိုထားပါတယ်စစ်တပ်အတွင်းမှာကြီးနိုင်ငံချင်းမှုဟာအလွန်ဆိုးဝါးကြောင်ပြောဆိုထားပါတယ် သူတို့ပတ်စံရဖို့အတွက်ပဲကြည်တယ်ကြံတဲ့လောက်ငယ်သားတွေကိုဘာတစ်ခုမှမကြည့်ဘူးအခုပဲကြည့်လေလူငယ်တွေကိုပေါ်တာဆွဲတယ်ညင်မှနှိမ့်ဆက်တယ်တက်ထဲမှာကြီးနိုင်ငယ်ငယ်တွေကတိတ်ရှိတာပေါ့ကျွန်တော်တို့ထမင်းဆိုင်နေအောင်မှထမင်းခဏခဏစားလို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတော့ရိုက်တယ်နှက်တယ်ပထမတစ်ခေါက်ကျွန်တော်ကိုရိုက်တဲ့နေ့ကဆိုနားထဲမှာသွေးတွေပါကြတယ်အခုမေလာ25ရက်နေ့မနက်ခင်းပိုင်းပြေးမယ်နေ့ မနေ့ခင်းမှာကျွန်တော်ကိုကင်းဆောင်တာဟိုကြည့်ဒီကြည့်မလုပ်ဘဲနဲ့ဘာတွေလုပ်နေတာလဲဆိုပြီးတော့တစ်ချက်ထိုးတာနှကမ်းမှာကွဲသွားတယ်ကျွန်တော်ကိုကြီးနိုင်ငံချင်းလှုပ်တာကတော့အဲ့ဒီမှာဆရာကြီးတွေကထိုးတယ်ကြိတ်တယ်လို့အလင်းဝင်လာတဲ့တပ်သားတဲ့ထမရဝင်းကပြောဆိုထားပါတယ်စစ်ကောင်စီလက်အောက်မှာစစ်မှုထမ်းတပ်သားတဲ့များဟာဖိနှိပ်ခံရပြီးတော့အလင်းဝင်ရင်ခေါင်းဖြတ် တတ်ခံရမယ်လို့စစ်တပ်အတွင်းမှာဝါဒမိုင်းလိန်လယ်တိုက်ထားတယ်လို့သိရပါတယ်ဒါကြောင့်စစ်တပ်လက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့တပ်သားတဲ့များအနေနဲ့အလင်းဝင်ရောက်ကြရန်၎င်းကတိုက်တွန်းထားပါတယ် အာနာယူအောက်မှာဘာမှမလုပ်ပဲဖိနှိပ်ခံပြီးနေမဲ့အတူတူတော့ဒီဘက်မှာအလင်းဝင်ရောက်ဖို့ပြောကြင်ပါတယ်သူတို့ရဲ့ဝါဒဖြတ်ထားတဲ့ ်လူတက်ပြက်မယ်ခေါင်းဖြတ်ပြက်မယ်ဆိုတဲ့ဟာတွေကအမှန်တကယ်တော့ဒီဘက်ထဲမှာဘာတစ်ခုမှမလုပ်ပါဘူးနှွေးနှွေးထွေးထွေးနဲ့ကြိုးဆိုပါတယ်လို့အလင်းဝင်လာတဲ့တပ်သားတဲ့ထက်မြတ်ဝင်းကပြောပြထားပါတယ်မနေ့ကစစ်ကောင်စီကမြောက်ရီမြို့ကိုပြန်လဲသိမ့်ပိုက်ရေးအတွားနိုင်ငံတော်အစ်စ်အောင်စီရစစ်စင်ရေးကိုဒုစစ်ခေါင်းဆောင်စိုးဝင်းက UCB ဖွဲ့စည်းကတိုက်ခိုက်နေတော့လဲအခုချိန်ထိမြောက်ရီမြို့ကိုမရောက်နိုင်သေးပဲတေဆုံးသူတွေအများပြားချင်းနဲ့အလင်းဝင်လာတဲ့သူတွေများပြားလာခြင်းကြောင့်အောင်စီရစစ်စင်ရေးဟာ မရှုမလနဲ့ရှုံးနေနေရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးတဲ့ရင်ကတော့စင်ကာပူရောက်ရွှေပြောင်းမြန်မာလုံသမားများထံကနေပြီးတော့ငွေလဲလှယ်လုပ်ငန်းလုပ်ကင်နေတဲ့မြန်မာအမျိုးသမီးတအူးဟာစင်ကာပူဒေါ်လာနဲ့မြန်မာငွေများစွာကိုလိမ့်လဲကထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စင်ကာပူမှာနေထိုင်ပြီးတော့ငွေလဲလှယ်လုပ်ငန်းလုပ်ကင်ခဲ့တဲ့ ်နတ်နေဧပြီလအမည်ရှိတဲ့အမျိုးသမီးဟာပြီးခဲ့တဲ့မေလနောက်ဆုံးပတ်ကစင်ကာပူဒေါ်လာ3000ကျော်နဲ့မြန်မာငွေကျပ်3300ဝန်းကျင်ကိုလိမ့်လေကမေလ25ရက်နေ့မှာမြန်မာပြည်ကိုပြန်လည်ထွက်ပြေးသွားတယ်လို့ငွေအလိန်ခံရသူများထံကသိရပါဗျာ။ ငွေလိမ်လည်ပြီးထွက်ပြေးသွားတယ်။နတ်နှင်း April A ဟာငယ်စဉ်က AOD တိုင်းကျုံပျော်မြို့နယ်လဲစိတ်ကြေးရွာမှာနော်ဆေးဆေးအမီနဲ့နေထိုင်ခဲ့သူဖြစ်ကြောင်း၎င်းနဲ့နီးစပ်သူတို့ကပြောပြထားပါဗျ။သူကဒေါ်လာယူပြီးတော့မြန်မာပြည်ကိုပြန်ပို့မဲ့မြန်မာငွေကိုပြန်မလွှဲပဲနဲ့လိမ်သွားတာပါ။စာလန်းပို့ပြီးတော့ငွေပြန်တောင်းတော့ဟိုနေ့ပေးမယ်ဒီနေ့ပေးမယ်ပြောပြီးတော့အကောင့်တွေပါဖြတ်သွားတာ။စက်သွဲလို့မရတော့ဘူး။ရွှေတဲ့အဖြူတစုံစားပါလိမ်သွားတယ်။ လိန်နေတာကြပါပြီအခုထွက်ပြေးမှတိကြတာလို့ငွေလိန်ခန်းသူအမျိုးသမီးတူကသတင်းပေးဖို့ပြောကြားထားပါတယ်ငွေလိန်သွားတယ်နတ်နှင်း April A ကို၎င်းနေထိုင်တဲ့စင်ကာပူနိုင်ငံမှာရှိတဲ့အင်ရှင်တထေးကမေလ26ရက်နေ့မှာရဲစခန်းကိုတွားရောက်အကြောင်းကြားထားကြောင်းစင်ကာပူရောက်မြန်မာအမျိုးသမီးတူထံကသိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့2023ခုနှစ်အတွင်းမှာလည်းအဲ့ဒီအမျိုးသမီးရဲ့ငွေလိန်လဲခြင်းကိုခံရသူတချို့လည်းရှိခဲ့တယ်လို့ငွေလိန်ခန်းသူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်အထွဲ့မှာရှိတဲ့ကြေးရွာ၃ရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ရာတားဖ၂ဦးသေဆုံးပြီးတော့နေအိမ်၅လုံးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၂၁ရက်နေ့ည၇နာရီ၁၅မိနစ်ကနေ၁၇နာရီခွဲအချိန်ထိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မြင်းညာမြို့နယ်မြင်းညာစီမီကိုလမ်းပိုင်းမှာရှိတဲ့မယိုးကုန်းကြေးရွာရွာရှိကြေးရွာနဲ့ကြားတိုင်းကြေးရွာတို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲချခဲ့ရာ 没有工资要呢，啊！得十一月，五八年一年，得没啊？得十一月。 မခင်မိုးဆွေတို့တိမ်ဆောင်းခဲ့ရတယ်လို့သိရပါဗါးဒါအပြင်ကြေးရွာနေပြည်သူကိုအူထိခိုက်ဒဏ်ရာရှိကနှစ်ဦးဟာအခြေအနေစိုးရိမ်ရကြောင်းနဲ့နွားနဲ့ကောင်လဲတိမ်ဆောင်းပြီးနေအိမ်၅လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗါးမယိုးကုန်းရွာကတော့အထိတော်တော်နာသွားတယ်ရွာလေတဲ့တဲ့ကိုကျဲချသွားတာတိမ်ဆောင်းသူနှစ်ဦးရှိပါတယ်တိမ်ဆောင်းသူတွေကဥပေါ်ငိန်အသက်80နဲ့သူ့ရဲ့တမီးမခင်မိုးဆွေအသက်40နီးပါးတားဖနှစ်ဦးတိမ်ဆောင်းသွားပါတယ်အိမ်၅လုံးပျက်စီးတယ်နွားနဲ့ကောင်လဲသေးတယ်လူ၉ယောက်ထိခိုက်ဒဏ်ရာရတယ် ဒဏ်ရာရတဲ့သူတွေတဲကနှစ်ယောက်ကတော့အချင်းကြီးတော်တော်ဆိုးတယ်။ရွာရှိကြားတိုင်းဘက်မှာတော့အထီးကန်မရှိဘူးလို့သိရတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားကရည်ရွယ်ချက်ရှိရှိလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခိုက်နေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေးချောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာပေးကြပါရနဲ့ဘုတ်ခုချင်းများကိုခိုင်ခိုင်မာမာတူးထားကြရန်တော်လိုင်းအဖွဲ့အစည်းများကမြစ်တာရက်ခံတိုက်တွန်းထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဖန်ကန်ကျွန်းပန်ထစ်မားကတ်အေရီယာမှာရှိတဲ့ဆေးကြောက်ဆိုင်တဆိုင်ကိုပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ညနေပိုင်းမှာထိုင်းရဲတပ်ဖွဲ့ကဝင်းအောင်စီးနေတဲ့အခါဘလုတ်လုတ်ကိုင်းနေတဲ့မြန်မာအမျိုးသမီး2ဦးကိုဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဆိုင်ဟာခီးသွွားဧည့်သည်များကိုရှီရှာများတိတ်တဆိတ်ရောင်းချနေကြောင်းတိုင်ကြားချက်အရဝင်းအောင်စစ်ဆေးခဲ့ခြင်းဖြစ်ကဆိုင်ပိုင်ရှင်ဟာရုရှားတအုပ်ဖြစ်ပြီးတော့ဆိုင်ဝန်ထမ်းအဖြစ်နဲ့လုတ်ကိုင်းနေတဲ့မတ်ဆန္ဒဝင်း42နှစ်နဲ့မတ်တန္တာ28နှစ်တို့ကိုရဲတပ်ဖွဲ့က က်ကဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါဗျ။ထိုင်းရဲတပ်ဖွဲ့စစ်ဆေးနေတဲ့အချိန်မဆန္ဒဝင်းဟာပြန်ပို့ခံရမှာကိုစိုးရိမ်ပြီးတော့ငိုကြွေးခဲ့ကြောင်းသိရပါဗျ။ရဲအရာရှိများကသူမကိုမစစ်ဆေးခင်အရင်နှစ်သိမ့်ပေးခဲ့ရတယ်လို့ခေါဆော့သတင်းဌာနကပြောဆိုထားပါဗျ။မဆန္ဒဝင်းဟာအဲ့ဒီဆိုင်မှာအလုပ်ဝင်တာဟာလေးလကန်ရှိပြီဖြစ်ပြီးတော့တာဝန်များအနေနဲ့ရှီရှားအိုးတွေအတွက်မိတွေထုံးခြင်းဝယ်ယူသူများအတွက်ရှီရှားအရေးများပြင်ဆင်ပေးရခြင်း ်ရေနဲ့အစားအသောက်များကျွေးမွေးဧည့်ခံခြင်းစိုင်းတန်ရှင်းရေးတို့ကိုလှုပ်ဆောင်ရကတပတ်ကိုဘတ်3000ရရှိတယ်လို့ပြောဆိုထားပါတယ်မတ်တန်နာကတော့ငွေရှင်းကောင်တာမှာလှုပ်ဆောင်ရပြီးတော့အော်ဒါများရယူကငွေလွှဲလှုပ်ဆောင်ပေးနေရတယ်လို့သိရပါတယ်စိုင်းပန်ရှင်းရုရှားနဲ့တခါမှမတွေ့ဘူးတော့လေနေ့စဉ်ရောင်းရငွေများကို၎င်းရဲ့အကောင့်ထဲကိုလွှဲပေးရတယ်လို့ထွက်ဆိုထားပါတယ်၎င်းတို့နှစ်ဦးဟာတရားဝင် passport နဲ့အလုပ်လုပ်ခွင့်ပါမစ်များရရှိထားသူဖြစ်တော့လေခွင့်ပြုအတိုင်းအတာထက်ဝန်ဆောင်မှုလုပ်ငန်းများကိုကြော်လွန်လုပ်ကင်ခြင်း အကောက်ခွန်ဆိုင်ရာလုံထုံးလုံနည်းများကိုရှင်းလင်းခြင်းမရှိတဲ့ကုန်ပစ္စည်းများကိုရောင်းချခြင်းကိုဖုံးကွယ်ခြင်းတို့ကြောင့်ထိုင်းရဲတပ်ဖွဲ့ကတရားစွဲဆိုထားပါတယ်။ဆိုင်ရဲရောင်းရငွေများအနေနဲ့နေ့စဉ်ဘတ်တောင်းကနေပြီးတော့တောင်းခွဲအထိရောင်းချနေရကြောင်းသိရပြီးတော့ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာရှီရှားအရေးထုတ်ပစ္စည်းမျိုးစုံနဲ့ဆက်ဆက်ပစ္စည်းများကိုပါတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ရုရှားစိုက်ပန်ရှင်ကိုစုံစမ်းစစ်ဆေးအရေးယူနိုင်ရန်နဲ့မြန်မာအလုပ်သမားများကိုတရားစွဲဆိုနိုင်ရန်လှုံ့ဆော်နေတယ်လို့ ခေါ်ဆော့သတင်းမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်နောင်ချုံမြို့နယ်တန်ဘိုကြီးရွာကို24မိနစ်အတွင်းကိုစစ်ကောင်စီတပ်က Y12 လေယာဉ်ကိုအသုံးပြုပြီးတော့ဘုံအလုံးရိပ်90နီးပါးကျဲချတိုက်ခိုက်သွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ22ရက်နေ့ည10:00နာရီ16မိနစ်ကနေ10:42မိနစ်အထိတန်ဘိုရွာထဲကိုစစ်တပ်ကဘုံအလုံးရိပ်90နီးပါးကျဲချတိုက်ခိုက်ခဲ့ရာလူထိခိုက်တိုက်ဆုံမှုတော့မရှိဘူးလို့သိရပါတယ်။ Y12 နဲ့လာကျဲတာဘုံအလုံးရိပ်90လောက်ရှိမယ်။တန်ဘိုကြီးရွာနီးတဝိုက်မှာပတ်ပြီးတော့ကျဲတာ။ လူထိခိုက်တော့မရှိဘူးလို့မြေပြင်အခြေအနေကိုသိရှိတဲ့ဒုတဦးကသတင်းပေးဖို့ပြောကြားထားပါတယ်။နောင်ချုံမြို့အနီးမှာရှိတဲ့လက်ပံကုန်းတရက်ကုန်းညံတော်ရွှေသွန်းလုံဝဲအုံမသိနဲ့ဆမ်ဆဲရွာစတဲ့ခြေရွာတွေမှာတော့စစ်တပ်နဲ့တောင်းတမတော် TNL တို့ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညတကောင်ဆန်းနန္ဒာရဲ့ဝင်းကျင်ကလည်း နောင်ချုံမြို့နယ်ကံကြီးရွာတဲကို Jet Fighter လေးရင်နဲ့ဘုံ၄ချိန်လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမစစ်တပ်ဟာ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတယ်။နောင်ချုံမြို့ကိုပြန်ထိန်းချုပ်ဖို့အတွက်အုံမတီးနဲ့တောင်ခမ်းရွာဘက်ကနေထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဇွန်လ20ရက်နေ့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကလက်နက်ကြီး144လုံးနဲ့ drone အသုံးပြုပြီးတော့ဘုံ32လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့မနေ့ကဇွန်လ21ရက်နေ့မှာတောင်တက်မတော် TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချက်ပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ